ကျက်တဲ့ဘက်တစ်ပတ်တယ်မဟုတ်တော့နောက်ဆုံး9ရက်အတွင်းမှာပဲညီငယ်ညီမငယ်တွေဟိုက24ဒီဘက်19ဆိုတော့ပို့နေတဲ့ညီငယ်ညီမငယ်ပေါင်းအယောက်40ကျော် PDF တွေကနေဘောကနေမိသားစုစီပြန်ပူးပေါင်းသွားတာတွေကိုကျွန်တော်ကြည့်ပြီးတော့ဝမ်းသာ PDF ဖြစ်နေတယ်။ဒါမျိုးတွေနောက်ထပ်ညီငယ်ညီမငယ်တွေလည်းလောက်ကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ PDF ညီငယ်ညီမငယ်တွေကိုတော့ဝမ်းသာကြောင်းပြောချင်ပါတယ်။ဂျိုင်းလို့ဆိုတော့ဒီကောင်တွေဘလို့ခံစားနေတာလဲအဲ့ဒီယာတူးတွေသူတို့သူတို့တမနာလောက်ထင်းနေတာလားသူတို့သူတို့ဘာထင်းနေလဲမသိဘူးရှာရဲ့ဘူး ဟိုင်းချရမြောပီတူညီကိုမော်ဒမာများအလုံးမမင်္ဂလာပါ newsbeat channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ26ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခင်းမှာကျွန်တော်တို့နှဆုံးရှိထားတဲ့တော်လန်တင်းတို့ဒရင်ကောင်များစွာရှိတတ်ပေတဲ့အတွက်ဗီဒီယိုကိုကျောင်းနဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲတော်လန်တင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးတင်းသဘောအနေနဲ့ကတော့ပကိုးတိုင်းကြောက်တကားမျိုးနဲ့ဖျားကြီးကုန်းကျေးရွာမှာအထိုင်ချတဆွဲထားတဲ့ချမ်ပစစ်တက်တက်စကန်ကိုတခက်တင်းပိုက်ခဲ့လို့ စစ်သားလေးဦးတည်ဆုံပြီးတော့မှနောက်ဦးအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အရှင်ဖမ်းမိတဲ့သူနှစ်ဦးကိုလွယ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။ပြီးမှကျွန်တော်တို့စစ်တုံးပန်းဥပဒေအရပဲဆက်လက်ဆောင်ရွက်တော့မှာပါ။ပြီးသူတွေကိုသတင်းစကားပတ်ချင်တာကတောင်ပိုင်းမှာစစ်စင်ရေးတွေကပို့တိုးလာဖို့ပဲရှိလို့ပူပေါင်းပုံပေးချဖို့နဲ့အသက်နိုင်ဆုံးထောက်ဖို့ပေးချဖို့ပါ။အခုချိန်ထိကျွန်တော်တို့မှာကလွယ်ချက်တွေကရှိနေတုံးဆိုတော့ဂျီကာတို့အိုထိုတို့လက်နေခင်လွယ်ချက်တွေပေါ့။နောက်တွေကလည်းပြီးသူမှမထောက်ပံ့ပြေးလာမှာမဟုတ်ဘူးဆိုတာလေးပြောချင်ပါတယ်။ဆိုတော့မှပုဂုခရင်အမနစ်တရင် ပီတူ3900နဲ့တောင်ရှိသူတို့ကလည်းပြန်မပြောဆိုထားဖြစ်ပါတယ်။အဲ့ဒီစကန်တိုင်းတိုက်ပွဲမှာဆိုတော့တွန်လိုင်းရေးပွန်တပ်ဖွဲ့ကလည်းပြန်မရဲဘော်နိုဘုတ်အထီးခိုင်ရှိခဲ့ပေမဲ့အကြဆုံးမရှိခဲ့ဘူးလို့တည်ရတာဖြစ်ပြီးတော့မှ ချမ်ပစ်စတက်စကားကိုပြီးတဲ့ချိန်မှနဲ့ခဲပြီးတဲ့နောက်ပိုင်းမှာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ကျွန်တော်နောက်ထပ်သတင်းကောင်းကြားရတာပဲဖြစ်ပါတယ်။အခုဆိုတော့ကျွန်တော်တောင်ပိုက်တိုင်းမှာပေါ့နော်တော်လန်တဖို့နဲ့ပြီးတော့မှတဖြည်းဖြည်းဒီကျွန်တော်မြောက်လိုက်လို့ရှိတဲ့နေပြီးတော့ဒီဆေးရချဲ့ထွင်မှုတွေလုံးဆောင်နေတာပြီးတော့မှအမြန်လက်မပုံမှာဆွန်လက်စကွန်စီစစ်ကားတွေကိုစတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခတ်မှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ခွေပိုင်းစစ်ကောင်စီတဖို့နဲ့စစ်ကားတွေဝင်ရောက်စီးနှင်းခိုင်းရပြီးတော့မှပေါ့နော်အဖွဲလိုက်ကိုရှင်းလင်းတုတ်တင်ချင်းခံနေရတဲ့သတင်းတွေသတင်းကောင်းများစွာကြားနေရတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းကမ္ဘလူမြို့နယ်ဇီကုံမြို့နယ်နေဝင်းချင်းကျေးရွာတွေကဖမ်းဆီးထားတဲ့သူတွေကိုစစ်တပ်ကပြန်မလွတ်တော့ဘဲနဲ့ပြူစော်ထိတ်တန်းတန်းတိုက်ခိုင်းပြီးတော့မှစစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဇီကုံမြို့နယ်ပေါဝင်းချင်းကျေးရွာကနေပြီးတော့မှအမျိုးသားတရားဝင်ချင်းဒီဖမ်းဆီးခံခဲ့ရပြီးတော့မှအမျိုးသမီးတချို့ကစစ်တပ်ကပေါ်တာဆွဲသွားခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ပေါ်တာဆွဲခဲ့တဲ့သူတွေကိုအမတ်တပ်ကြားစစ်ုံကနေတဆင့်66တပ်ထက်ကိုပို့ဆောင်ခဲ့ပြီးတော့မှစစ်ရင်စားပေးခဲ့တယ်ဆိုပြီးတော့မှဇီကုံတပ်နဲ့ပြည်သူ့ကော်မတီတစ်ဖွဲ့တောင်းခံနေပြီးတော့မှဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကထိုးလာတဲ့စစ်ကြောင်းလေတင်တော့ထိုးခဲ့တဲ့စစ်ကြောင်းမှာလည်းဒီလိုတွေကိုထည့်သုံးတယ်လို့သိရတယ်အခုလည်းဇူလိုင်လ24ရက်နေ့တော့တင်တန်းထက်စင်းတယ်အများစုကပေါ်တာဆွဲခံရတဲ့သူတွေလို့တော့ကျွန်တော်တို့တရင်ရထားတဲ့စပရမတော်လိုက်တဖို့ဝင်သူတွေမြန်မာဆက်လက်ပြောဆိုထားဖြစ်ပါတယ်ဒါတော့ကမ်းဘလူးမျိုးနဲ့ပေါ့နော်ဇီကိုမျိုးနဲ့အနီးပေါင်းချင်းမှာဆိုတော့ဝါတဝါဥဆောင်တဲ့ပြူစော့တီတွေနဲ့စစ်ကောင်စီတို့ကြဟုတ်တယ်ပြီတော့မှကျွန်တော်တို့ကြည့်ရနေပြီတွေပေါ်မှာဆလေးယုံမှာပေါ်တာဆွဲမှုတွေလုံးဆောင်နေကြတာပဲဖြစ်ပါတယ်အဲ့လိုမျိုးအိုးဆိုးတွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော် မြန်ဆုံရှင်းလင်းတိုက်ထုတ်ဖို့လိုအပ်နေတာဖြစ်ပေမဲ့ပြည်သူတွေအနေနဲ့ကိုရရနေနဲ့တော်လိုင်းကြီးကိုတိုက်တဲ့ဝင်ပူပေါင်းပုံရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကိုဆိုရဲတတိပေးခေါင်းလုံးတန်ကြားနေရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီနေ့နေခင်မိုက်မှာပထမဆုံးအနေနဲ့ချက်မှာကတော့ရဲဘော်ရှင်းလင်းရနေပြီးတော့မှလဲကူမျိုးနဲ့ရိုင်မှုမီတာစုကနေပြီးတော့မှအသက်64နှစ်ရွယ်ပေါ့နော်တကြီးမျိုးသမီးတို့ကိုကြောက်မဲ့ဝိုင်းဝန်းရိုင်းနေခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတိကျစိတ်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်။ လေဦးရက်ွက်ဇုံအတွင်းယာအိမ်မှုမိသားစုကအသက်62နှစ်အရွယ်မြို့သမီးကြီးကိုဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ပါ။ကျွန်တော်ညမရက်ွက်ရှစ်မြင်းတော်ပိတ်ရက်ွက်ဇုံအတွင်းမှာကျွန်တော်ယာအိမ်မှုမိသားစုကအသက်62နှစ်အရွယ်မြို့သမီးကိုကိုရီးလက်ရောက်ဝိုင်းဝန်းရိုက်နှက်နေတာ။အဲဒီမှာကျွန်တော်မိသားစုဝင်တွေချင်းချင်းရှာရှာတွေ့ရမှာဖြစ်ပါတယ်။အဲဒီဖြစ်စဉ်ရဲ့ပြဿနာအစကဘာလဲဆိုတော့ကျွန်တော်တို့ဇွန်လ24ရက်နေ့ညနေပိုင်းမှာအဲ့ဒီအသက်64နှစ်အရွယ်ဒေါ်စန်းထေးကယာယီမူးအိမ်ကိုကြိမိလိုက်လို့ ူ့အိမ်ကိုကြည့်လို့အဲ့တော့ယာယီမှုမိသားစုကပြဿနာရှာတယ်ပြဿနာရှာပြီးရုံးကိုခေါ်တယ်ရုံးထဲရောက်တော့လဲအော်ငါတို့ယာအိမ်မှုပေါ့ယာယီမှုဆိုတာကိုဒီကောင်တွေဘလို့ခံစားနေတာလဲအဲ့ဒီယာတူးလေးကိုသူတို့သူတို့တမနာလုတ်ထင်းနေတာလားသူတို့သူတို့ဘာထင်းနေလဲမသိဘူးယာယီမှု မှန်တယ်ကတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတယ်ဒီတိတ်ဝင်တယ်မဆိုဝင်တယ်အကုန်လုံးပါတယ်အဲ့ဒါကကျွန်တော်ပြည်သူကိုအစီခံလောက်လာမှာဖြစ်တယ်ကျွန်တော်ပြည်သူလူထုရဲ့ကြုံဖြစ်တယ်အဲ့ဒါကိုအုတ်ချုပ်ရေးဆိုတဲ့သူတွေအကုန်လုံးတည်ရမယ်လက်ရှိအကြမ်းဖက်ဆက်ခွေးတက်ကောင်တွေလည်းတည်ကိုတည်ရမယ်ကျွန်တော်ရိုင်းမှုဆိုတာကမှန်ကဲကချက်ရက်ကွက်နေပြည်သူလူထုအတွက်ကိုလှုပ်ကြွေးပြဖို့အတွက်ကိုစားပြုတော်သူအာနာတက်ဖို့မဟုတ်ဘူးအုတ်ချုပ်ဖို့မဟုတ်ဘူးခုလိုနိုင်ကျင့်ဖို့ဆိုတာကဝေးစွာ ျွန်တော်ပြောတာမှားလဲဆိုရင်ကျွန်တော်ဓာတ်ရိုက်ဖြည့်ရှင်းလို့ရတယ်အခုယာယီဘူးဆိုတဲ့ကောင်ကကျွန်တော်ဂျပားပြည်သူကိုသူ့အိမ်ကိုကြိလိုက်လို့အဲ့ဒီယာအိမ်မှုရဲ့ဇနီးနဲ့တမီးဖြစ်တဲ့သူကမကြည်နဲ့မကြည်နဲ့တော့ဂျုံခေါ်တယ်ဂျုံခေါ်ပြီးတော့ဂျုံထဲမှာသူ့ကိုပြဿနာရှာတယ်အဲ့တော့နှစ်ဖက်အချင်းများဂျုံထဲမှာပဲ အဲ့လိုမင်းငင်းနေတဲ့အချိန်အဲ့လိုမျိုးနှစ်ဖက်အချင်းများနေတဲ့အချိန်အပြန်လန်ပြောဆိုနေတဲ့အချိန်မှာဂျာအိမ်မှုရဲ့မိသားစုဝင်တွေရာအသက်62နှစ်အရွယ်ဒေါ်ဆန်းသေးကိုဝိုင်းဝန်းရိုက်နှက်ကြတာပါအဲ့ဒီ video file ကိုကျွန်တော်မိပါတယ်စိတ်ထားပါကြည့်ပြီးသွားရင်စိတ်ထားပါစိတ်လို့မရရင်ကျွန်တော်စီကတောင်းပါစိတ်ကိုစိတ်ထားပါအကျိုးဖုန်းထဲမှာထားလို့မရဘူးစိတ်ထားဘာကြောင့်စိတ်ထားလဲကျွန်တော်ရက်ကွက်ကျွန်တော်မြို့နယ်ကျွန်တော်တိုင်းဒေသကြီးကျွန်တော်နိုင်ငံပြန်လဲထူထောင်ပြန်လဲတည်ဆောက်တဲ့အချိန်မှာ အဲ့ဒီ video file ကိုရက်ွက် အုပ်ချုပ်ရေးလုပ်မယ်ဆိုတဲ့အကောင့်ကြီးမှန်များကိုကျွန်တော်ပြန်ပြအောင်ဖြစ်မာနေနော်ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေပေါ်မှာအောက်တန်းချရုံးပါတဲ့နီလန်းနေနဲ့ကျွန်တော်တို့ကိုဖိနေနေဆက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ယာယီမှုအုပ်ချုပ်ဆိုတဲ့ကောင်တွေကတော့ကျွန်တော်တို့အနေနဲ့လုံးဝကိုအရှင်းမထားသင့်တော့ဘဲနဲ့ဗနော်တကယ်ကိုပုံစံပြရတော့မယ့်အချိန်ပဲဖြစ်ပါတယ်အခုဆိုတော့အကြောင်းမဲ့တွင့်ကိုကြည့်လို့ဆိုပြီးတော့မှရဲနဲ့ဝိုင်းဝန်း ထိုးချိတ်ခြင်းကိုခံခဲ့ရတဲ့ကျွန်တော်တို့ဒီတကြေမျိုးသမီးရာဆိုတော့ဒီကတည်းကရရှိမှုများရရှိခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်ပြည့်တာပဲဖြစ်ပါတယ်ဆိုတော့ DI မီတာစုကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေပြီးတော့အများဆုံးရှင်းလင်းသိနေတာပြီးတော့ပြီးတော့ရင်းနေတယ်လဲကိုရဲအနေနဲ့ဒီတော်လိုင်းမှာတိတဲဝင်ပူပုံပုံရရမဲ့ခြင်းပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်တို့ပြည်သူတွေကိုသူတို့ရဲ့ခိုင်မှတ်ချွန်သဘောလိုမျိုးပေါ့နော်စစ်ဆန်နေတာမလို့ဒါတွေကိုကျွန်တော်တို့အနေနဲ့မငြင်းခံသင့်တော့ပဲနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့သူပူတဲ့ပြီးတော့မှလှုပ်ဆောင်ရရမဲ့ခြင်းပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကြော်မြင့်မြတ်နေပြီးတော့မှ PDF တစ်ဖက်ဝင်နေစစ်ကောင်စီထံမှာလင်းနေချအညက်ခံမှုတွေများပြားနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးအားချောင်းပြောဆိုထားအောင်မလဲဆိုတာဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော် မန္တလေး PD အဖွဲ့16ရောက်လင်းဝင်သွားပါတယ်လင်းဝင်ဆိုမိသားစုနဲ့ပြန်ပေါင်းစည်းသွားပါတယ်အဲ့ဒါတော့မန္တလေးတိုင်းယူသားကြီးတကယ်ဆောက်မန္တလေးရဲ့ခြေစိုက်တဲ့ PD အဖွဲ့အမျိုးသား15ဦးအမျိုးသမီး5ဦးကဒီနေ့ဥပဒေပေါင်းနဲ့ဝင်ရောက်လာတယ်မိဘတွေစီကိုတက်ဆိုင်တာဝန်ရှိသူလွှဲပြောင်းပေးလိုက်တယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီညီငယ်ညီမငယ်တွေတော့ကျွန်တော်တို့ဝမ်းသာပါတယ် congratulation လေးလုပ်ပါတယ်ဒီညီငယ်ညီမတွေဟာသူ့မိဘတွေမိသားစုနဲ့အတူရှင်သန်နေထိုင်ခွင့်ရပြီဆိုဖြစ်တဲ့တော့ဝမ်းသာအကြောင်းပြောလိုပါတယ်နောက်တစ်ခုကတစ်ချိန်ထဲမှာပဲပြီးခဲ့တဲ့ရပိုင်းကအားလုံးတရတိုင်းသခိုင်းပုံရပဲမှာလေ PDF ညီငယ်ညီမငယ်24ဦးကမိသားစုနဲ့ပြန်ပေါင်းသွားတယ်အဲ့တော့ဒီရပိုင်းတွေအတွင်းမှာပဲပြီးခဲ့တဲ့ပြောရရင်တော့ပြီးခဲ့တဲ့ ကျက်တဲ့ဘက်တစ်ပတ်တယ်မဟုတ်လားနောက်ဆုံး9ရက်အတွင်းမှာပဲညီငယ်ညီမငယ်တွေဟိုက24ရက်ဆက်ကိုဆိုတော့ပို့လည်းပြောညီငယ်ညီမငယ်ပေါင်းအယောက်40ကျော် PDF တွေကနေဘဝကနေမိသားစုစီပြန်ပူးပေါင်းသွားတာတွေကိုကျွန်တော်ကြည့်ပြီးတော့ဝမ်းသာ PDF ဖြစ်မိတယ်ဒါမျိုးတွေနောက်ထပ်ညီငယ်ညီမငယ်တွေလည်းလောက်ကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ PDF ညီငယ်ညီမငယ်တွေကိုတို့ဝမ်းသာကြောင်းကျင်းပြောချင်ပါတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်တစ်ခုကဘာလဲဆိုတော့လူကုတ်ကူးတဲ့ကိစ္စလူကုတ်နဲ့ပတ်သက်လို့ပတ်သက်လို့ဒီနေ့ဟိုဒီနေ့ပြည်တဲ့ဟို ိုလူကုတ်ကူပဒါစီတိုက်ပါစီရေးနဲ့ပတ်သက်ပြီးတော့နော်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ပွဲမှာတခုမှာမနေ့က24ရက်နေ့ကျင်းပတဲ့ပွဲတခုမှာပြောပါတဲ့စကားလေးတခုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေးကကျွန်တော်ဒီနေ့ပြန်ပြီးပြောပါမယ်အဲ့ဒါပါလဲဆိုတော့ပြည်ထရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကနေပြီးတော့သူကဒီအစည်းအဝေးထဲမှာသူထုတ်ပြောတယ်24ရက်နေ့အစည်းအဝေးမှာသူထုတ်ပြောတယ်အဲ့ဒါပါပြောလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာအမျိုးသမီးတွေကိုတရုတ်နိုင်ငံသားတွေကသူတို့နိုင်ငံကိုစီယုံခေါ်ဆောင်ပြီးတော့သူတို့ရှီမာပေါင်းသိန်းလက်ထပ်ဖို့လိန်လေဖျားအောင်တဲ့လုပ်ငန်းစဉ်လုပ်သွားတာကလာလုပ်တာ2025ခုနှစ်ဇန်နဝါရီတရက်ကနေပြီးတော့မနေ့က24 23ရက်တနေ့က23ရက်နေ့အထိစုစုပေါင်း14မှုရှိရတယ်14မှု14မှု တဲ့လေဆက်လေးမှုတီတီကမြန်မာမျိုးသမီးတွေကိုလာပြီးခေါ်ပြီးစီယုံပြီးတော့လာပြီးခေါ်စီယုံပြီးတော့ဘာလို့လဲဆိုတော့တို့ပြုတ်နိုင်ငံသားတွေနဲ့ဆက်လက်ထပ်ဖို့လာစီယုံတော့ဆက်လေးမှုရှိပါတယ်လို့သူထုတ်ပြောလာတယ်အဲ့တော့အဲ့ဆက်လေးမှုတော့ဖော်ထုတ်နိုင်ရတယ်ပေါ့နော်ဆိုတော့ဒါကဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍမဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍဘယ်လောက်ရှိလဲတော့ကျွန်တော်မသိဘူးဆိုတော့2024ခုနှစ်တုန်းကအဲ့လူကုန်ကူးမှု53ခုအရေးယူဆောင်ရခဲ့တယ်အဲ့ထက်မှာတော့တရုတ်နိုင်ငံက34ခုလာဖို့တမှုပဲ ကမ္ဘောဒီးယားတမှုပြည်တွင်းမှာ16မှုဖြစ်ခဲ့တယ်တဲ့အမှုပြစာပြောရင်တော့အထမလက်ထက်စီတန်းချင်းကစီခိုင်းချင်းကအထမလက်ထက်တာက35မှုပြည်သာပြည်အထမမှုပြတာ9မှုအထမစီခိုင်းတာတမှုကိုဝင်ဆောင်9ဆောင်တာတမှုအခြားနေတဲ့ကာမဆိုင်ရာအထမပြတာတမှုရှိခဲ့တယ်လို့ပြောတယ်အဲ့တော့ဒီ2025ဇန်နဝါရီကနေဇန်နဝါရီကနေပြီးတော့အခုဒီချိန်ထိကတော့စုစုပေါင်းလူကုန်ကူးမှု80ရှိတယ်အဲ့ဒီထဲမှာခုနတရုတ်မြားဖြစ်ပေါ်ပြတာ14မှုရှိတယ်ဆိုတော့ပြောတာဆိုတော့ပြောရင်တော့တော်တော်လေးတော့ဒီကျွန်တော်နိုင်ငံတွေကိုလာပြီးဒုက္ခပေးနေတဲ့ကောင်တော်တော်များတယ်ဆိုတဲ့အထိပဲတက်ရောက်တယ်ဒါလေးလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေသတိထားသိချင်လို့ကျွန်တော်ဒီနေ့ထည့်ပြောထည့်ပြောရင်ဖြစ်ပါတယ် ပြောလိုက်တော့အဟုတ်လို့လည်းနဲ့ပေါ့နော်အခုစတော့ PDF တပတ်ဟုတ်နေစစ်ကောင်စီထံမှာအလင်းဝင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရထဲမှာတူခတ်တက်ရှုမှုတွေလွတ်ဆွနေတာပဲဖြစ်ပါတယ်။နာတော်မြောက်လိုက်တဲ့အစုရဲ့ဒီလိုမျိုးစစ်ချုံးနေပြီဆိုတာနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်တပတ်ဝင်တွေရထဲမှာစစ်တဲ့ပိုင်းဆိုင်ရာထိုးစစ်ဆင်မှုတွေလွတ်ဆွနေတာမဟုတ်ပါနော်။ကျွန်တော်တို့အနေနဲ့လုံအကိုမယုံကြည်လို့ပဲနဲ့အခုဆိုရင်တော်လန်ပြည်သူတွေကနေပြီးတော့မှစစ်ကောင်စီကိုမြေပြပြချနိုင်ဖို့ကိုတက်နေဘက်ကနေပြီးတော့မှပူပေါင်းပေါင်းနေကြတာပဲဖြစ်ပါတယ်။ဒါအပြင်အခုဆိုရင်စစ်ကောင်စီအနေနဲ့ပေါ့နော်ကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးပေါ်မှာ ဒီ channel ပြီးတော့မှကိုကျိုးရှာလူပွားဘဝနေကြတဲ့တရုတ်ကိုဖေးခေါ်နေတယ်ဆိုတော့ကကျွန်တော်တို့တော်တော်လေးကိုပေါ့နော်စစ်ဆိုးရင်ရှာဖို့ကောင်းနေတာပြမှာခုဆိုရင်မြန်မာမျိုးသမီးငယ်လေးတွေကိုပါသူတို့အနေနဲ့တရုတ်နိုင်ငံထဲကိုရောင်းစားမှုတွေများစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်ဒါတော့ visit anarchy လို့သူစုတွေကနေပြမှာပေါ့နော်ကျွန်တော်တို့တိုင်းပြည်ကိုကမောက်ကမပြောင်းလို့ဆောင်ခဲ့ပြီးတော့မှခုဆိုရင်ကျွန်တော်တို့အမျိုးဘာသာသနာကိုဆောင်ရှောက်မယ်ဆိုတဲ့အုပ်စုတွေကလည်းမြောက်လိုက်တို့ visit တဲ့လူရဲနဲ့ပတ်သက်ပြီးတော့မှညင်ခံနေကြတာကိုကျွန်တော်တို့တပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီတက်ကုံမားကနေပြီးတော့မှနောင်ချုံမျိုးကိုစစ်ကောင်စီအနေနဲ့ပြန်လည်ရရှိတော့မယ်ဆိုပြီးတော့မှပေါ့နော်ဘယ်လိုမျိုးစစ်တိုက်အာချုံပြောဆိုဖို့မလဲဆိုတာကျွန်တော်တို့ထပ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကတိုင်တိစကန်းကိုတဲ့စကစတက်တွေပြန်ထိုင်သွားတာဟုတ်ပါတယ်တဲ့စကစတက်တွေစစ်တိုးချဲ့ပြီးအင်အားတွေ100ကျော်200ကျော်တိုးချဲ့လို့ပေါ့လေ တကယ်တို့ချက်ခဲ့တယ်ပေါ့အကြာကြီးတိုက်ပွဲတွေမြင်းထန်စွာတိုက်ခိုက်ပြီးမယ်လေတဲ့တိတ်ဆုံးတန်ရာရခဲ့မှုမရှိဘူးတဲ့စီစီရေးဥဆောင်တွေရတဲ့ဘာစင်းနီးနဲ့ခွာစစ်စင်တာလေမသိပါဘူးတဲ့ဆိုပြီးတော့ ဘောမချန်တဲ့အရာတွေရတင်းဆက်သွားပါတယ်ရှင်။ကတိုင်ကြီးစင်ကန်းဆိုတာမြောက်ဒီဘက်မှာမြောက်ဒီတမျိုးပဲဂျန်နေတဲ့တိုက်ပွဲမဖြစ်ဘူးဂျန်နေဟာတွေကဟိုဘက်ဘေးတွေကတိုက်ပွဲတွေဖြစ်နေရပေါ့နော်။အဲ့ဒါအဲ့ဒါဒီလောက်တိုက်ပွဲတွေပြင်းထန်တာဒဏ်ရာရရှိမှုမရှိဘူးလေဖြစ်နိုင်လားမဖြစ်နိုင်ဘူးလေ။အဲပြီးလို့ရှိရင်သူတို့ကြတော့ခွာစစ်တယ်တို့တက်မတော်ကများအဲ့လိုထွက်သွားလို့ရှိရင်အမလေးပြေးပြီးကြောက်တာငါကြောက်တယ်သူတို့ကြတော့ခွာစစ်တယ်ဟာ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 ပဲပြေးလိုက်။အင်းအဲ့ဟိုစရာအာပြီးတော့နောက်ချူတရင်လေးနောက်ချူမှတက်မတော်ကအရန်ကိုအရန်ကိုမိုက် ရန်ကိုအရန်ရောက်တော့မှာရောက်တော့မှာရောက်တော့မှာလို့ပြောနေတဲ့နေစိမ့်နေတိုင်းပေါ့နော်နေ့တိုင်းပဲတကယ်လဲခြာနေတာကိုဘက်ကလည်းထိခိုက်တန်ရရရှိမှုကြီးကြားနေရပါတယ်ရှင်ရှိတယ်ဒါကတနက်တည်းနဲ့ပြစ်တာလေတနက်တည်းနဲ့ပြစ်တာဆိုထိခိုက်တန်ရရှိမှုရှိသူတို့ဘက်ကတော့ပြောမနေနဲ့ပြောမနေနဲ့အတက်ကလည်းဘလောက်တော်လဲဒီလားမဆုတ်ရသေးဘူးသူတို့ဒီမှာစုတ်တာနဲ့ဟိုမှာကြောက်မဲမှာပုံသွားချေနေပြီအတိကျနော်ပြည်သူတွေသတင်းပေးတယ်လို့သိရတယ်ဗျာဒီလားပြည်သူတွေကတပုန်နေနဲ့မနေချင်တော့ဦးသေးကြနေပြီ တပုံလေးနဲ့နေချင်းတရင်မပေးဘူးတပုံလေးနဲ့မနေချင်တော့ဘူးမိန်းသားမဘလို့လူများတယ်ဆိုတော့တရင်ပေးလာတဲ့ခါကျတော့ဟိုသူတို့တွေနေရတာအဆင်မပြေဘူးဆိုတော့တိတ်တာလေအဲ့ဒါအဲ့လိုခစ်တဲ့ကားလို့ပြောရတယ်ပြည်သူလူထုပေါ်ဘုံချတယ်လေတက်မလို့ကအဲ့ဒီဘုံတလုံးရဲ့တန်ဖိုးက350တိန့်တရာရှိတယ်လေကြီးစံတလုံးရဲ့တန်ဖိုးကတိန့်ကအများကြီးမရှိမကျေဘူးအများကြီးထိခိုက်ဒဏ်ရာမှုမရှိရင်မချဘူးပြည်သူတွေရဲ့အိမ်ကိုလို့မပြောနဲ့တဘုံကိုလေအဲ့မှာလူတွေ ဝန်ထမ်းတွေတယောက်မှမရှိတော့ဘူးကွာအစိုးရရဲ့အဖွဲ့ဆိုဘယ်သူမှမရှိတော့ဘူးတော်ရုံတောင်လူတွေဆိုလည်းဘယ်သူမှမရှိဘူးမပြစ်မနေလူတွေပဲချက်ခဲ့တာလေဘာပြစ်သူတွေရဲ့အိမ်ကြီးတာလို့ဓာတ်ပုံထဲမှာကြည့်လိုက်တော့ဘေးရဲ့ပလောင်နေတိတားခက်တဲ့ကလည်းလိန်ကျင်တာလားကဲဒီတကုံးမားတော့ဗောနော်အခုဆိုတော့နှောင်ချမျိုးကိုစစ်ကောင်စင်းနေပြီးတော့ပြန်လည်ထင်းချုံနိုင်မယ်ဆိုပြီးတော့မစစ်တိုက်ဆိုလို့ဝါရဖျံပြောဆိုနေတာပဲဖြစ်ပါတယ်တစ်ဖက်မှာသူတို့အနေနဲ့ကျွန်တော်ပြည်သူတွေနေထိုင်တဲ့ကျောင်းမင်းမြို့မှာဆိုတော့စကွန်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့လေးကျောင်းနေတဲ့ဆင့်ဘုံကျဲတက်ခဲမှုတွေလို့ဆောင်တော့တာပြီးတော့အနည်းဆုံးပြည်သူ၄ယောက်ပါ အသက်ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးဆရာဇမှုပေါ်မြတ်စွာကျွလွန်နေတဲ့ visitor ကတော့မပြုတ်မချင်းပါနော်ကျွန်တော်တို့အနေနဲ့ဝယ်ပြီးတော့မှတွန်းထုတ်ဖို့လွမ်းနေတာပြီးတော့မှနိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှလည်းခုဆိုရဲမျှော်လင့်လို့ visitor ရဲ့လွှဲရတွေနဲ့ပတ်သက်ပြီးတော့မှစစ်စစ်သုံးသပ်မှုတွေများစွာလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့ကျွန်တော်မြန်မာတော်လိုင်းတမိုင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ပေါ့နော်ကျွန်တော်တို့တရင်ထူးတွေတည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ကြည့်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့တော်လံပြတော်သားသူဖြစ်တဲ့ဦးကျော်ကနေပြီးတော့မှ နိုင်ငံရေးထွက်ပေါ်ရှာနေတဲ့မြောက်လန်ရဲ့ရွေးကောက်ပွဲအချမ်းညာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးစုမပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ပြောတော့လေပါတီစုံရွေးကောက်ပွဲဟုတ်လားဟိုမျိုးမပါဘူးဒီမျိုးမပါဘူးလုံနေတဲ့ဆိုလဲဟိုကဒီအာနာရှင်ကသူ့ဘေးကျနန်းကျဒီအချိန်မှာဘလောက်ထိသူ့မှာအကက်ခဲရှိနေပြီလဲဟမ်ဒီအချိန်မှာသူ့ကိုသူလဲသဘောပေါက်နေမှာပါနော်သူရဲ့ဟိုအကျန်းဖက်နော်ဒီဖက်စစ်စစ်တပ်ကပြည်သူလူထုအပေါ်အကျန်းဖက် 那片味道，比都里个热火恩新鲜的个，这个内些上学里来爸妈都喜欢下蒙地那边，但讲么，多个比都啊，昆明老奶奶转，比都比那一个昆明老奶奶转，这个内都要确保我的的越高辈越高辈呢，不比人怕吃嘛。嗯。白龙马没咬我，白龙马没咬我，但讲那比都路走的舒服，一切，没一切就弄表皮了咯，白龙你那皮皮。 张老六，比如六柱的阿那西，没死，没弄死我。的阿那西，我永忘我恩。俺是哪样人？张老六啊，这么说我表里个没好过。阿那西，我表里来拽。张老六，比如六柱对着起叫，俺用了一家三把。那些队员，的袁高官那八字那边，张老六比如六柱啊，三千年阿们，这乾隆的阿那西表六们，袁高官我三弄三千年阿们。哎哟，的阿那西里的袁高官路上没输赢。 阿那胡送了没？另一台的阿那胡，比如日产胡，阿爷阿胡阿爷们，阿爷们说了让，的确搞过一批一堆，没要对吧？价片越价片越高，不会说了老没，价片越高不会老百姓嘛？的，怎么了？对啊，对啊，现在的巴基斯坦，民主制越高不会，谁这样嘛？阿哥，谁教你嘞？哪家教你的？ သူ့မှာဘေးကျအနံကျဖြစ်လာပြီသူစောက်တော့မကြတော့ဘူးဒီနိုင်ငံမှာအခု၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီနော်၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီဝင်လာတဲ့အချိန်မှာမြန်မာနိုင်ငံကြီးကတိုးတက်သွားသလား just ဆင်းသွားသလားမေလိုဟိုလော်ဘီတွေကလူဘိန်းအကြိုက်တွေတော့ပြောကြတာပေါ့ဒီမေလိုမင်းအောင်လိုင်းဟာဟုတ်လားသူ့လက်ချက်မှာဘလို့ဘလို့ဘာဖြစ်တာလို့ညာဖြစ်တာလို့ဘာမှမဖြစ်ဘူးပြည်သူလူထုငတ်နေတာမင်းတို့ကြည့်မင်းတို့မျက်စိပါတယ်မင်းတို့ချမင်းစားတယ်မျက်စိပါရင်မင်းတို့အမှန်တရားမြင်တတ်ဖို့ မင်းတို့ခေါင်းပါလေအဲ့ဒီအုံနောက်ကအသုံးချတတ်ဖို့နော်အဒီမေလူမင်းအွန်လိုင်းကိုပဲကာကာပြီးတော့ဟာလာမင်းအွန်လိုင်းကဘာဖြစ်ပါလဲညာဖြစ်ပါလဲဟိုဘယ်လိုတိုးတက်ပါလဲလီးကိုလာပြောလေဟမ်ငါလုံးမသားလေလီးကိုလာပြောကြလေဘယ်နေရာတိုးတက်တာလဲဟမ်ဘယ်နေရာတိုးတက်တာလဲမင်းတို့ဟုတ်ကြတော့ပါတော့ခုစတော့မြောက်လိုက်ရဆိုရင်တမရာယူယူပြီးတော့မှနိုင်ငံရေးထုတ်ပေါ်ရှာဖို့စူးစမ်းနေတယ်ဆိုတော့အကြောင်းလေးပါပြောဆိုထားတာဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ နိုင်ငံရေးဖက်ကွန်ဆာပါတီဝင်တွေနဲ့တွေ့ဆုံပြီးတော့မှအခုဆိုရင်ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတော့တဘောမျိုးတွေပါစိုက်ဆိုတော့လှုပ်ဆောင်နေတာမလို့ဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့မြန်ဆွန်အဖြေရှာတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှလည်းမျှော်လင့်ရင်အနေနဲ့ဒီရွေးကောက်ပွဲမှာသူတို့အနေနဲ့ပေါ့နော်ဆောင်ကျင်းမှုတွေလှုပ်ဆောင်မယ်ဆိုပြီးတော့မှပြောဆိုထားတာတွေရှိတဲ့သလိုရုရှားဘီလာရုစ်ဒီဥစားတဲ့နိုင်ငံတွေကနေပြီးတော့မှကူညီမယ်ဆိုပြီးတော့မှကျွန်တော်တို့ကြားထားရတာမလို့ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှဒီတော်လိုင်းရဲ့မှာဆိုတော့မျှော်လင့်ရွေးကောက်ပွဲမှာကျင်းပနိုင်အောင်အမြန်ဆုံးဟန်သနိုင်ဖို့ လွှမ်းနေတာပဲဖြစ်ပါတယ်အဲ့ဒီကြားထဲမှာဘောမရခွက်ရနေပြီးတော့မှကျွန်တော်တို့တန်းပြီအတွက်ပေါ့နော်အခုဆိုရင်ပြောင်းလဲတွေဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကိုဂျင်းထက်နေတယ်ဆိုတော့ကျွန်တော်တို့တက်ပြီးတော့မှသိရှိနေရတာပဲဖြစ်ပါတယ်ဒီကြောင့်ရင်းနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပြီးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုဒီပိုးနေနဲ့ MND ရေးဖို့ဖြစ်တဲ့ကိုလန်းဝင်ရနေပြီးတော့မှကျွန်တော်တို့ဒီတော်လိုက်မှာဆွတော့ PDF အမိခံပြတော့ပါနော်လိုစားလို့မရတော့ဘူးပြီးသူအားလုံး တော်လိုင်းရေးမှာထက်ထက်ဝင်ပူပေါင်းပုံရရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အားလေကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်လိုင်းမှာမှာလင်း PDF ကိုအားပေးနေတယ်လိုင်းမှာမှာလင်းတော်လိုင်းရေးမှာလည်းအားပေးနေနေတာတော့အဆင်ပြေဘူးနော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့အခုဒါအတရလိုင်းကြီးကမစရင်လုံးမပြောနိုင်ဘူးနော်တတရလိုင်းကြီးကစခင်ရင်လေအရှိဆုံးတေချာပေါ့ PDF ကိုကိုတိုင်းလေး PDF အဖြစ်ခံယူထားနိုင်ရမယ်လိုင်းမှာမှာလင်းအားပေးအားပြောင်းနေတာကတော့အဆင်ပြေဘူးနော်ဒါတစ်ဖက်တစ်လမ်းကတော့ လက်နက်ကင်တိုက်ပွဲဝင်နေမှာ PDF မဟုတ်ဘူးဗျာနော်လက်နက်ကင်တိုက်ပွဲဝင်မှာတော်လိုင်းတမမဟုတ်ဘူးဟုတ်ပြီဟိုလက်နက်ကင်မိတိုက်ပွဲဝင်မှာစက်တာမဟုတ်ဘူးနော်အဲ့တော့လက်နက်ကင်တိုက်ပွဲဝင်မှာ PDF လို့ခိုင်ထားတူတူနောက်ပြီးတော့မဟုတ်ဘူးဘယ်လိုလဲဒီอืมတော်လိုင်းရငါတို့နဲ့မဆိုင်ဘူးလို့လူလူရှိနေတူတယ်နော်အခုတပြက်လိုင်းကစခင်မယ်ဆိုရင်တော့ အင်မနာခက်ခဲရလိမ့်အင်မနာခက်ခဲလိမ့်မယ်လို့ပဲကျွန်တော်တော့ထင်တယ်နော်ဒါကျွန်တော်မပြောတင်တဲ့စကားလုံးကြီးကိုကြံသေးလို့ကျွန်တော်မပြောသေးဘူးနော်တကယ်တကယ်လူအပ်ခဲ့တဲ့အရေးကြောင့်ကြုံတာဆိုတော့ကျွန်တော်ပြောမယ်လဲဘလို့ဆရာဘလို့ဆိုတော့ကျွန်တော်လည်းတမင်ရတဲ့မဟုတ်တာကြောင့်နောက်ပြောဖို့လည်းမသိဘူးလို့ကျွန်တော်မပြောရနော်အဲ့ဒီတော့လူသူအနေနဲ့လည်းဒီအာနာရှင်စနစ်ကိုအမြင့်ဖြုတ်ဖို့ဆိုတော့လူအပ်တဲ့လူသူတွေကအရေးကြုံရင်ကိုယ်ဒီပြည့်ဖြစ်နေရမှာဆိုရ time check လေးရှိထားဖို့လိုရတယ်နော် PDF ဆိုတာကဘယ်လိုမှဒါတော့လူတိုင်းကလည်းနားလည်မှာပေါ့နော် PDF ဆိုတာအတိတ်ပဲလို့အဲ့တော့ကိုကိုတိုင်းကြီးလည်းတော်လန်နေမှာလက်နဲ့ကြိုင်တော်လန်နေမှာ PDF မဟုတ်ပါဘူးနော်တစ်ဖက်တလန်တစ်ထောင်တနေရနေဘယ်လိုမှအုတ်ချက်တဲ့တစ်ခွင့်ပေါင်ဝင်နေတယ်ကိုကိုတိုင်းကြီးလည်း PDF ပဲ ဒီမှာကိုလန်းကိုပြောထားသလိုပဲကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီတော်လိုင်းမှာကျွန်တော်တို့ ready ဖြစ်နေဖို့လွမ်းနေတာပြီးတော့မှ PDF မှာ day ဝင်တာဖြစ်ဖြစ်ကျွန်တော်တို့ထုတ်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခုဆိုရင်စတင်ပြီးတော့မလို့ဆောင်တင်နေပြီဆိုတော့ကျွန်တော်ပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းမြောက်မှာဆိုတော့ကျွန်တော်တို့ညီနောင်သုံးဖော်အနေနဲ့2020ခုနှစ်စစ်စင်တတိယလိုင်းလုံးတော့မှစတင်နိုင်တယ်ဆိုတော့သဘောမျိုးတွေကျွန်တော်တို့ကြားနေရတယ်မလို့အခုချိန်မှာကျွန်တော်တို့မြေပြန်ရောတောင်တပ်ပုံမှာရှိတဲ့ပြည်သူတွေအားလုံးကလည်းပြီးတော့မှဒီတိုင်းမှာဆိုတော့တကယ်ဝင်နေပုံပုံပုံရမယ်ချင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝရင်သူဖြစ်တဲ့စကောင်ဆရာဆိုရင်ဒီတဲ့ပုံပြမိုက် ယူမမှုတွေရှိလာနိုင်တာမို့လို့ကျွန်တော်တို့မြေပတ်ဖြစ်တွေအနေနဲ့တော်လန်တဖို့အနေနဲ့ဘူးတွေပြတော့မှစစ်စင်ရတဲ့ဒီတဲ့ပုံပြမပုံမဖို့လွမ်းနေပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့စိတ်မကြအားမြောက်ပဲနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီတဲ့ပုံပြတော့မှဆဆတမန်နဲ့အားလုံးစီလုံးညွာဆောင်တဲ့တပေါင်းစုတစ်ခုတည်ဆောက်ပြီးတော့မှ physics analysis စနစ်ကိုဖြိုချနိုင်မယ်ဆိုတော့အားလုံးမျှော်မှန်းထားတဲ့အချိန်ပဲကျွန်တော်တို့ Federal Magazine လမ်းစဉ်စတင်ပြီးတော့မှခန်းစားလို့ရရှိနိုင်တော့မယ်ဆိုတဲ့အကြောင်းပြောရရင်ကျွန်တော်ဒီနေ့နေခင်မတဲ့ဖြစ်ဗီဒီယိုကိုဒီနေ့မှာပဲအဆုံးသတ်ချင်ပါတယ် စာဆုံးချစ်စုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့နေ့တည်းလေးပြန်ဆန်းကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။